နိုဝင်ဘာ20ခုနှစ်ရက်နေ့တင်ကတော့ချင်းပြည်နယ်ဖလန်းမြို့ကိုဂူဒီပြီးမြမစစ်တပ်ကစစ်ကြောင်းနဲ့ကြောင်းပို့လာတဲ့ဖြင့်ချင်းပူပေါင်းတပ်ဖွဲ့နဲ့တိုက်ပွဲပြင်းထန်နေကြောင်းဒေတာခန်များထံကတိရပါတယ်စစ်ကိုင်းတိုင်းကလေးမြို့မှအောက်တိုဘာ26ရက်နေ့ကတက်လာသောစစ်ကြောင်းနဲ့ဒီတိန်မြို့မှဆင်းလာသောစစ်ကြောင်းပူပေါင်းပြီးဒီတိန်မြို့နယ်တိုင်းနေရွာကိုနိုဝင်ဘာလ5ရက်နေ့ကတိမ့်ပိုက်ပြီးနောက်နေမြေရှင်းနေရေးများပြုလုပ်ခဲ့ပါတယ်ရင်းနောက်နိုဝင်ဘာ23ရက်နေ့တွင်လေကြောင်းမှဘုံကျဲတိုက်ခိုက်မှုများပြုလုပ်ပြီးနောက် နိုဝင်ဘာလ24ရက်နေ့တွင် ဖလဲမျိုးဘက်သို့အင်အား900ကျော်ဖြင့်စစ်ကြောင်းဖိုးလာနေခြင်းဖြစ်ပါတယ်။တိုက်ပွဲကတော့နေ့တိုင်းဖြစ်နေတာပါ။ဖလဲနယ်ထဲရောက်ကိုနှစ်ရွာလောက်တော့ကျန်ပါသေးတယ်။ကျွန်တော်တို့တက်နိုင်တလောက်ဟန်တားနေပါတယ်လို့ CDX ဆလိုင်းပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။စစ်ကြောင်းကိုမိုင်းဆွဲခြင်းလက်နက်ကြီးများဖြင့်ပိတ်ခတ်ခြင်းနဲ့ကြားဖြတ်တိုက်ခတ်ခြင်းများပြုလုပ်ခဲ့ပြီးထိခိုက်မှုများကြောင်းနဲ့ချင်းတက်ပွဲမှာလည်းထိခိုက်မှုများရှိတော်လဲအသေးစိတ်ချေနေကိုပြောဆိုလို့မရနိုင်သေးကြောင်းသူကပြောပါတယ်။ အဆိုပါတက်ကွဲများကိုချင်းပြည်နယ်အတွင်းရှိတဘောထားကွဲလွဲနေသည့်ချင်းညီနောင်နှင့်ချင်းလန်းကောင်စီအဖွဲ့ဝင်များပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်ကြောင်းသိရပါသည်။နောက်စစ်ကြောင်းတစ်ခုမှာကလေးမြို့တောင်ပိုင်းနှင့်ဂံကောမြို့မြောက်ပိုင်းမှတဆင့်ဖလန်းမြို့နယ်တွင်းတို့ဝင်ရောက်လာကဝေဘူးလက်မြို့ကိုတင်းယူပြီးနောက်ဆက်လက်စစ်ကြောင်းဖိုးနေကြောင်းစစ်ရေးတရင်မြစ်ကပြောပါသည်။ရင်းစစ်ကြောင်းသည်မနီပူရမြေကမ်းဘေးကိုအခြေကုပ်ယူပြီးခြိတက်လာရာချင်းတပ်ဖွဲ့များနဲ့တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ကြောင်းသိရပါသည်။ စစ်ကြောင်းကနှစ်ကြောင်းထိုးလာနေတာတိုင်းငင်းလက်ထက်ကဟော်ပီရှိရိုလာနေပြီးဝေဘူးလာဘက်ကတော့မနိဘူးရနိမကျော်သေးပါဘူးလို့ဖလန်းမျိုးနယ်ခြေဆိုင်ချင်းမျိုးသားကာဝေးရေးတပ်ဖွဲ့ CNDF ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်ဝေဘူးလာဘက်မှတက်လာသည့်စစ်ကြောင်းနဲ့ယမန်နေနဲ့ယနေ့နိုဝင်ဘာ26ရက်အထိတိုက်ပွဲများနှစ်နေရာထပ်ဖြစ်ပွားနေတယ်လို့လည်းသိရပါတယ်အဆိုပါတိုက်ပွဲများအတွင်ချင်းတော်လန်ရေးတပ်ဖက်နဲ့မြန်မာတပ်မတော်စစ်သားများထိခိုက်ဒေဆုံးမှုများလည်းရှိကြောင်းသိထားရပါတယ်ယခုအချိန်တွင်မြန်မာစစ်တပ်က အင်အားလုံးရင်းနဲ့အတားဆီးဖြစ်နေသည့်အခြေအနေဖြစ်နေတော်လဲ PDF တက်များကခုခံကာကွယ်နေကြောင်းသိထားရပါတယ်။ကလေးတိုင်းငယ်ဖလန်းစစ်ကြောင်းဖို့နေတဲ့ဖြင့်ဒီတိမ်မျိုးနယ်တွင်မှမော်ဘီတုံဆန်ထီဇန်ဟင်ဆန်တိုင်းငယ်ဆိုလင်ဘဲကန်အလွယ်ပါဝင်ကြေးရွာတစ်ဆက်ရွာခန့်မှဒေတာခန့်နှစ်ထောင်နဲ့သုံးထောင်အကြားစစ်ပေးရှုံနေရကြောင်းချင်းကာကွယ်ရေးတပ်ဖွဲ့များထံကသိရပါတယ်။အလားတူကလေးမျိုးတော်ပိုင်းကန်ကောမျိုးမြောက်ပိုင်းနဲ့ဖလန်းမျိုးနယ်ဝေဘူးလက်မျိုးနယ်များတွင်တိုက်ပွဲများကြောင့်စစ်ပေးရှုံတပေါင်းကျော်ရှိပြီး ရခမိုးကာနဲ့ဇေဝများလိုအပ်ရရှိပါတယ်။ဖလန်းမျိုးကိုချင်းညောင်စစ်စင်ရဖြစ်2024ခုနှစ်နိုဝင်ဘာလ9ရက်နေ့ကစတင်ခဲ့ပြီး2025ခုနှစ်အေပီလ9ရက်နေ့တွင်တင်ပိုက်နိုင်ခဲ့ပြီးပြည်သူ့အုပ်ချုပ်ရေးများဖော်ဆောင်ရရှိပါတယ်။နိုဝင်ဘာ29ရက်နေ့တရင်ကတော့ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်လမ်းမြန်ကြီးရွာမှာမြမစစ်တပ်နဲ့ KIA ပူးပေါင်းတပ်တွေနေစဉ်မိဘတိုက်ပွဲတွေဖြစ်နေကြောင်း KIA ကသတင်းဖော်ပြထားပါတယ်။နိုဝင်ဘာ26ရက်နေ့ပိုင်းသတင်းဖော်ပြချက်မှာ လက်မြန်ဒေတာစစ်ရေးချိန်နဲ့ချင်းကိုအတိပေးခဲ့တာပါမြန်မာစစ်တပ်ကလက်မြန်ဘက်ကိုလက်နက်ကြီးတွေပစ်ခတ်နေပြီးစစ်အင်အားဖြည့်တင်းနေတယ်လို့ပြောပါတယ်စစ်တပ်ကစစ်ရေးလှုပ်ရှားမှုတွေဆက်လက်ပြုလုပ်နေရင်တိုက်ပွဲဆက်ဖြစ်နိုင်ကြောင်း KIA သတင်းပြန်ကြားရေးဌာနကအတိပေးထားပြီးတိုက်ပွဲခစ်ဆင်အသေးစိတ်အခြေအနေတွေကိုတော့ဖော်ပြမထားပါဘူးမြန်မာစစ်တပ်ကဝိုင်းမော်လက်မြန်ဒေတာကိုထိုးစစ်ဆင်နေတာဟာ KIA တင်ပိုက်ပူကျန်နေရဲ့ခလာရ98တည်ရင်လုံးကြုံရေးအတွက်စစ်ရေးပေါ်ဆောင်တာဖြစ်တယ်လို့2024အတွင်းက KIA တင်ပိုက်ခဲ့တဲ့နေမြေပြည်ပြန်ရည်ထိုးစစ်ဆင်တာဖြစ်နိုင်တယ်လို့ကချင်တရင်းမြစ်အချို့ကပြောပြထားပါဗျ။စစ်တပ်ကလောက်ခံပြည်သူစစ်အင်အားတွေတုံ့ပြုပြီးလေကြောင်းပစ်ကူနဲ့လက်မြေဒေတာကိုထိုးစစ်ဆင်နေပေမဲ့ KIA ပူးပေါင်းတဲ့ရဲ့ခုခံတိုက်ခိုက်မှုကြောင့်လက်ပေါင်းများစွာကြာနေတဲ့ကောင်လက်မြေဒေတာကိုထိုးပေါင်းဝိုင်ခြင်းမရှိသေးပါဘူး။စစ်တပ်ဟာ2025နှစ်ကာလကစပြီးဝိုင်းမော်ဘက်ကိုစစ်အင်အားဖြင့်ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ KIA ပူးပေါင်းတဲ့က2024ဒီဇင်ဘာလဆန်းကလေးက ဟောဆောင်နေတဲ့ကချင်ပြည်နယ်ဗန်းမော်မြို့ဒိန်းတိုက်ပွဲဟာလည်းတနှစ်ခန့်ကြာတဲ့အထိတိုက်ပွဲတွေဆက်ရှိနေတယ်လို့ဖားကန့်ဒေတာပြန်လည်ဆိုးမိုးနိုင်ရင်မြန်မာစစ်တပ်ကကြိုးပမ်းနေတာကြောင့်လည်းဖားကန့်မှာတိုက်ပွဲတွေဖြစ်ပွားနေတာပါတစ်ဖက်မှာလည်း KIA ပူးပေါင်းတပ်ဟာခေါင်လန်ပူးဒေတာမှာမြန်မာစစ်တပ်စခန်းချို့ဖို့အော်တိုဘာလအတွင်းကတိုက်ခိုက်သိမ်းခွက်ခဲ့တာရှိပါတယ်လက်တလောကချင်ဒေတာစီရေးချေနေတွေကိုမေးမြန်းဖို့ KIA တရင်ပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးစီကိုဆက်သွယ်ထားဆဲဖြစ်ပြီးအဆက်အသွယ်မရသေးပါဘူး နိုဝင်ဘာ29ရက်နေ့တွင်ကတော့တနင်္သာရီတိုင်းတရချောင်းမြို့နယ်တွင်တိုက်ပွဲများဖြစ်ပွားနေပြီးခြေရွာများလည်းမီလောင်ပြီးထောင်နှင်ချီသောပြည်သူများဘေးလွတ်ရာထွက်ပြေးနေရကြောင်းဒေတာပြည်သူများကပြောပါတယ်။နိုဝင်ဘာလ18ရက်နေ့ကလည်းစစ်တပ်ကစစ်ချောင်းရွာဝင်ရောက်စီးနှင်ခဲ့ပါတယ်။နိုဝင်ဘာလ16ရက်နေ့ကလည်းစစ်တပ်စစ်ချောင်းကအောက်တရချောင်းခြေရွာတွေကိုဝင်ရောက်ခဲ့ပါသေးတယ်။စစ်တပ်ကနိုဝင်ဘာလ23ရက်နေ့ကလည်းတရချောင်းမြို့နယ်မင်းတက်ခြေရွာကိုစစ်ချောင်းထိုးဝင်ခဲ့ပါတယ်။ ထိုနောက်စစ်ကြောင်းကယမန်နေ့နိုဝင်ဘာလ26ရက်နေ့ညနေပိုင်းကပြင်းဖြူကြီးရွာကိုဝင်ရောက်စီးနင်းခဲ့ပါတယ်။ယနေ့နိုဝင်ဘာလ29ရက်နေ့နံနက်ပိုင်းမှာစတင်ပြီးတရချောင်းမြို့နယ်ပြင်းဖြူကြီးရွာနဲ့ပြည်တိုင်ရွာကြားတွင်စစ်တပ်နှင့် PDF တပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ထိတွေ့တိုက်ပွဲများလက်ရှိချိန်တွင်ဆက်လက်ဖြစ်ပွားခြင်းမရှိတော့လဲစစ်ရေးတင်းမာနေစေဖြစ်ကစစ်တပ်ကလက်နက်ကြီးများဖြင့်ပစ်ခတ်နေပြီးစစ်ကြောင်းတီလည်းပြင်းဖြူကြီးရွာနဲ့ပြည်တိုင်ရွာကြားတွင်ရှိနေသေးကြောင်းသိရှိရပါတယ်။ ဒီနေ့နဲ့နဲ့ပိုင်းကပြည်ဖြူကြီးရွာနဲ့ပြည်တန်ရွာအကြားမှာစစ်တပ်နဲ့ဒေါ်လန်ရေးတပ်ဖွဲ့တွေတိုက်ပွဲဖြစ်တဲ့စစ်တပ်ကတိုက်ပွဲဖြစ်ပြီးတော့လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေလုံဆောင်နေတဲ့စစ်ကြောင်းကအခုထိရွာတွေနားမှာပဲရှိသေးတယ်စစ်ရေးကတော့ဆက်လက်တင်းမာနေတော့မယ်လို့ဒေတာတွင်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်